5ပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်14ရက်ခုတည်းကတပ်သားတင်900ကျော်အားရှေ့တန်းစစ်မြေပြင်တွေမှာတည်ဆုံပြီး200ကျော်စေကူတာမှုခံယူနေရတယ်လို့စစ်ဘက်သတင်းရင်းမြစ်နဲ့တန်ရည်သူမိသားစုတွေစီကနေသိရပါဗျ။မင်းတုံမြို့နယ်မှာတက်ချင်းမိပြန်လာတဲ့စစ်သားတွေလိုက်ပါလာတဲ့ကားနစီကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့် စစ်တပ်ဘက်ကနှစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကလာစဉ်ခေါ်ယူနေတဲ့စစ်မှုထမ်းတပ်သားတွေကစစ်မှုထမ်းအပတ်စဉ်၁၄ကတပ်သားတင်900ကျော်မှာကချင်းနဲ့ရခိုင်ပါဝင် ရှေ့တန်းစစ်မြေပြင်မှာတေဆုံသွားခဲ့တယ်လို့စစ်ဘက်သတင်းရေးမင်းနဲ့တေဆုံတန်ရာရရှိထားတဲ့အပတ်စဉ်၁၄ကစစ်မှုထမ်းတပ်သားတစ်တွေရဲ့ကြံရည်သူမိသားစုတွေစီကနေသိရပါဗျာ။ စက်တင်ဘာလ22ရက်နေ့တင်နန်းဆင်းခဲ့တဲ့စစ်မှုထမ်းတပ်သားတစ်တွေကိုရှမ်းမြောက်ကချင်ကရင်ကရင်နီရခိုင်ရှေးတန်းစစ်မြေပြင်တွေကိုအဓိကစေလွှတ်ခဲ့တဲ့စစ်မှုထမ်းတပ်သားတွေကတပ်သား900ကျော်မှသေဆုံးသွားခဲ့ပြီး200ကျော်မှလည်းဒဏ်ရာတွေရရှိခဲ့တာကြောင့်စေကူတာမှုခံယူနေရတယ်လို့သိရပါတယ်ရှေးတန်းစစ်မြေပြင်မှာဒဏ်ရာရရှိခဲ့တဲ့အပတ်စဉ်14ကစစ်မှုထမ်းတပ်သား200ကျော်မှစစ်ဆေးရုံတွေမှာစေကူတာနေပြီးဒဏ်ရာရရှိတဲ့တပ်သားတွေကတော့ တက်ဆိုင်ရာမိဘတွေနဲ့ဆက်သွယ်ခွင့်ရရှိပေမဲ့မိဘဆွေမျိုးတွေကိုစစ်ဆေးရုံကိုတော့လာရောက်ခွင့်မပြုဘူးလို့သိရပါတယ်။ဒါအပြင်ကြားပြည်နယ်ဒီမော့ဆိုတိုက်ပွဲမှာတန်ရာရရှိပြီးလွိုင်ကော်မျိုးစစ်ဆေးရုံမှာတက်ရောက်ဈေးကူတာနေတဲ့စစ်မှုထမ်းအပတ်စဉ်၁၄တပ်သားတဦးကလည်းအပတ်စဉ်၁၄ကတသားတဲ့အများစုမှာရှေတန်းစစ်မြေပြင်ကိုဆေလုခံခဲ့ရပြီးတေဆုံးသူအများပြားရှိနေတယ်လို့သူရဲ့မိဘတွေစီကိုအသိပေးအကြောင်းကြားလာတယ်လို့သိရပါဗျ။ အဲ့ဒီအပြင်ဆေးရုံကဆင်းပြီးတက်သားရင်ရှေ့တန်းပြန်သွားရမယ်လို့အထက်အရာရှိကပြောပြီးမိဘတွေကိုလူကိုယ်တိုင်သွားကြည့်ခွင့်မပြုပေမဲ့ဖုံးပြောခွင့်ရတယ်လို့အပတ်စဉ်14ကဒံယာရစစ်မှုထမ်းတပ်သားတရဲ့ဖခင်ဖြစ်သူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်စစ်တပ်ကဒံယာရရှိတဲ့စစ်မှုထမ်းတပ်သားတွေကခြေလက်အင်ကာဆုံရှုံသူတွေမတန်ဆွဲဖြစ်သွားသူတွေကိုသာစစ်သားဖြစ်ပြန်လဲမစင့်ခေါ်တော့ဘဲအဲ့ဒီခါမှာတိုက်ပွဲအတွင် ပြင်ပဒံယာသာရရှိကခြေလက်အင်ကာအကောင်းပကတိရှိနေတဲ့ စစ်မှုထမ်းသက်သားတွေကိုတော့ဆေးရုံကဆင်းပြီးပြန်လဲသက်သာလာရင်ရှေ့တန်းကိုပြန်လဲပို့ဆောင်မယ်ဆိုတာကိုစစ်ဆေးရုံမှာပဲအတိပေးတယ်လို့သိရပါတယ်။အကြံဖတ်စစ်တပ်က2024ခုနှစ်မေလကနေစတင်ပြီးစစ်မှုထမ်းအပတ်စဉ်တွေကိုစတင်ဖွင့်လှစ်ခဲ့ကလာစဉ်လူငယ်9000ကိုစစ်သားအဖြစ် စုဆောင်းလာခဲ့တာကအခုဆိုရင်စစ်မှုထမ်းအပတ်စဉ်18ကိုရောက်ရှိနေပါပြီရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမင်းကျုံမြို့နယ်မှာတက်ချင်းပြီးပြန်လာတဲ့စစ်သားတွေလိုက်ပါလာတဲ့ကားနစီကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတော့စစ်တပ်ဘက်ကနှစ်ဦးသေဆုံးခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA ရဲ့ပြန်ကြားရေးဌာနတာဝန်ခံကိုတာချိုကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ3ရက်နေ့ညနေ4:26မိနစ်ခန့်မှာမင်းကျုံမြို့နယ်ကြောက်တိုင်တိုက်နယ်ဆေးရုံမှာတက်ဆွဲထားတဲ့စစ်တပ်ကိစ္စခန်းကနေတက်ချင်းပြီးပြန်လာတဲ့အင်အား60ဝန်းကျင်ခန့်ပါလိုက်ပါလာတဲ့ကားနစီကို တရက်မြို့နယ်အတွင်းမှာရှိတဲ့တရက်မင်းတုံလမ်းပိုင်းပင်မခန်းရွာလမ်းပေါက်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေကခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာစစ်ခွေးအလုံးကားပေါ်မှာရှိနေပြီးအစုလိုက်အပြုံလိုက်ဝရုံးသုံးကားနဲ့ကားမောက်လူနှိပါအထိဖြစ်သွားကောင်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ဒရဇက်ပြန်လည်ပစ်ကူပေးခဲ့တာကြောင့်အပြန်အလှန်တိုက်ပွဲပြင်းထန်သွားတယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA ရဲ့ပြန်ကြားရေးဌာနတာဝန်ခံကိုတာချိုကပြောပါရယ်။ အဲ့ဒီထီထွေတိုက်ပွဲဟာ9မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးကားပေါ်မှာသဲအိတ်တွေနဲ့ကာထားတာကြောင့်စစ်သား2ဦးသာသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဒဏ်ရာရသူတွေထဲမှာဗိုလ်တအူးနဲ့ဒုတက်ချက်အဆင့်ရှိသူ2ဦးတို့ပါဝင်တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးရင်နောက်သေဆုံးသွားတဲ့စစ်သားအလောင်းတွေနဲ့ဒဏ်ရာရသူတွေကိုကပ္ပဆတ်စနစ်သေးကိုပဲတည်ဆောင်သွားတယ်လို့လည်းသိရပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုဗမာပြည်ကာကွယ်ရေးတပ် USBA တပ်ဖွဲ့ကပြုလုပ်ခဲ့ပြီးတော်လိုင်းရဲရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကိုပဲစက်ကြည့်ရအောင်ပါ။မကွေးတိုင်းပေါ့မြို့နယ်စေးကြီးတောင်ပေါ်ကိုအကြံဘတ်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေရင်နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ၃ရက်နေ့ညနေ၄နာရီ20မိနစ်ခန့်မှာ တတဦးလေတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကပေါင်းမြို့နယ်အနောက်ခြမ်းစေးကြီးတောင်ပေါ်ကိုတိုက်ပွဲမဖြစ်ပွားဘဲသုံးကြိမ်ဘုံကျဲသွားတယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲမှုအတွင်းမှာပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့ဒေသပြည်သူတဦးကပြောပါတယ်။အဲ့ဒီလိုပဲအော်တိုဘာလ3ရက်နေ့မနက်10:26မိနစ်ခန့်မှာမုံရွာနာမခါကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာ3စီးကမကွေးတိုင်းထင်းလင်းမြို့နယ်ပေါင်းမြို့နယ်ဆက်ကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ချိန်၄ချောင်းတိုက်ခိုက်သွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။အဲ့ဒီ၄ချောင်းတိုက်ခိုက်မှုအတွင်းမှာလည်းပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါရယ်။ဒါအပြင်အဲ့ဒီနေ့ညနေ၄နာရီ၁၈မိနစ်ခန့်မှာလည်းမကွေးတိုင်းမြန်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုပခိုးကတမတရားတက်ကနေတက်လာတဲ့ပါရာမော်တာနှစ်စီးကတိုက်ပွဲမဖြစ်ပွားပဲဘုံကျဲတိုက်ခိုက်သွားပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိပြုနိုင်တာမရှိသေးဘူးလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ အဲ့ဒီအပြင်အော်တိုဘာလတရက်နေ့မနက်09:18နာရီခန့်မှာပခုတ်ကူမြို့နယ်ပြည်ရန်ရွာကြေးရွာကိုလေအကြမ်းဖက်စစ်တပ်ကစစ်တောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေအတွင်းကပြည်သူပိုင်ပစ္စည်းတွေကိုစစ်ကား၃စီးနဲ့ခိုးယူသွားတယ်လို့မြိုင်တောင်မင်းမြေပြေသတင်းမှပြန်ကြားရေးဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါရရှင်ပဲခူးတိုင်းဘက်မှာတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ကျိုးကိုပင်ရွာမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ကကြေးရွာတွေကိုစစ်တပ်လေတီသုံးစီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၂ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေတီသုံးစီးအောင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျိုးကိုဘေးရွာအပါအဝင်အနီးအနားမှာရှိတဲ့ကိုင်းကြီးရွာမအူတန်းရွာတွေကိုပါဘုံကျဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့ ကျေးရွာနေပြည်သူတွေအားလေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်လာမှာကိုစိုးရိမ်ရတာကြောင့်ဘေးလွယာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကအုပ်ပုံမြို့ပေါ်ကနေကျိုးကိုမေရွာကိုစစ်တောင်းထိုးဖို့ရောက်ရှိလာတဲ့အင်အားတရာကျော်ပါစစ်တောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့တာမှာတော့အော်တိုဗလာတရက်နေ့ည9:00နာရီအထိ၄ချိန်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားတာကြောင့် စစ်တပ်စစ်ကြောင်းကညာတွင်းချင်းအုပ်ဖို့မျိုးပေါ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ဥကောင်းမှာဘုံစားထိမှန်ပြီးပြင်းထန်တံရရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရယ်။မနေ့ကနေ့လယ်၂နာရီကျော်ခန့်မှာဖားကန့်မြို့နယ်လုံခင်းရွာကဒေမော Crazy လက်ဖေးဆိုင်အနီးကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူတို့ဥကောက်မှာပုံစားထိမှန်က ပြင်းထန်တန်ရာရရှိခဲ့ပြီးလက်ရှိချိန်မှာတော့ဆေးကုသဖို့အရေးပေါ်ပို့ဆောင်ထားရတယ်လို့သိရပါတယ်။အဲဒီလိုမျိုးပဲမနေ့ကအော်တိုဘာလ3ရက်နေ့မနက်6နာရီခန့်ကလေဖားကန့်မြို့နယ်စမ်းကျဲကြီးရအနီးမှာရှိတဲ့ကြောက်စိမ့်လောက်ွက်ကုမ္ပဏီတစ်ခုကဗဟိုးဇက်တွေကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ဖားကန်းမြို့ကိုအကြံဘတ်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာခြင်းကနေစပြီးပြည်သူ80ကျော်တပ်ဖြတ်ခံထားရက300နီးပါးတန်ရာရရှိပြီးဖားကန်းအနောက်ချမ်းမှာရှိတဲ့ဂျေးရွာ15ရွာကပြည်သူတောင်းချီကစစ်ပေးရှောင်နေရပါတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ။မန္တလေးတိုင်းကြဝတောင်းမြို့နယ်မှာမိုးတဲထန်စွာရွာသွန်းပြီးကြက်မောက်တောင်ဆေးရီရှမ်းမှုကြောင့် ကျောက်ပတောင်မိထီလာကားလမ်းမှာရှိတဲ့ကျမ်းမောက်တောင်ကိုင်းတရားဟာလေအော်တိုဘာလ3ရက်နေ့မနက်ပိုင်းကကြိုးကြခဲ့ကကားလမ်းယာယီပိတ်ထားရတယ်လို့ကုညီလှုပ်ဆောင်နေသူတွေစီကနေသိရပါဗျ။အဲ့ဒီပျက်စီးသွားတဲ့တရားကစီပင်သာရွာနဲ့ကမ်းရွာကြားကတရားဖြစ်ပြီးလက်တလုံးမှာလမ်းပြန်လည်အသုံးပြုနိုင်ဖို့အတွက်စူးစမ်းလှုပ်ဆောင်နေရကြောင်းကားလမ်းယာယီပိတ်ထားခဲ့ရတယ်လို့သိရပါဗျ။မနေ့ကညနေ9နာရီချိန်လောက်မှာတော့ယာယီတရားမှာကြောက်ခင်းပြီးလို့ လူတွေကိုတော့ဖျက်ဆီးခွင့်ပြုထားပြီးအမြင့်ကားတွေကတော့ရှောင်မောင်းရနိုင်မဲ့အခြေအနေရှိနေတယ်လို့လဲကုညီရေးလှုပ်ဆောင်နေသူတွေကပြောပါရယ်။ကျောက်ပတောင်းမြို့နယ်တွေကကြမ်းမောက်တောင်ဆဲကစတေမာလာ30ရင်းနေကလည်းရေပိုလွဲကနေရေရှမ်းကြခဲ့လို့လမ်းပိုင်းယာယီပိတ်ခဲ့ရတယ်လို့အခုထပ်မံကဆဲရေပြေးပြီးရှမ်းကြမှုဖြစ်ပွားခဲ့တာလို့သိရပါရယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်ဖုန်းမုတ်တိုင်းဘူအလွန်ကြောင့် တောင်တရုတ်ပင်လယ်မှာဆက်ချိုရင်းပြီးမျောပါနေတဲ့သင်္ဘောတစ်စင်းပေါ်ကနေမြန်မာသင်္ဘောသား၁၀ဦးကိုတရုတ်ရေကြောင်းရှာဖွေကယ်ဆယ်ရေးစံတာကကယ်တင်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်သတင်းတွေမှာဖော်ပြထားပါတယ်။တောင်နိုင်ငံတောင်ဘက်စွန်းခရိုင်တစ်ခုဖြစ်တဲ့ဟိုင်နမ်ပြည်နယ်ဆန်ရှားမြို့ယွန်းရှင်ကျွန်းရဲ့အရှေ့တောင်ဘက်230ကီလိုမီတာအကွာမှာမုန်တိုင်းကြောင့်ဆက်ချိုရင်းပြီးမျောပါနေတဲ့သင်္ဘောတစ်စီးကိုဆန်ရှားမြို့အခြေဆိုင်ရေကြောင်းရှာဖွေကယ်ဆယ်ရေးစံတာကကယ်ဆယ်ခဲ့တာလို့သိရပါတယ်။ အဲ့ဒီတင်မောပေါ်မှာမြန်မာနိုင်ငံသားတင်မောသား၁၀ဦးပါဝင်တယ်လို့တရုတ်အစိုးရအဘော်စင်ဝါသတင်းဌာနကဖော်ပြထားပါတယ်။စက်တင်ဘာလ29ရက်နေ့မှာတရုတ်ရေချောင်းရှာပွေကေဆေးအစံတာကမြန်မာတင်မောသားတွေကိုကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးကေဆေးဆောင်ရွက်ချိန်မှာမုံတိုင်းတိုက်ခိုက်နေတယ်လို့လည်းတရုတ်သတင်းတွေကဆိုပါတယ်။ကေဆေးတင်မောနဲ့ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးမုံတိုင်းကြောင့်ဆက်ချုပ်ရင်းနေတဲ့တင်မောအနီးချိကတ်နိုင်ခဲ့ပေမဲ့တင်မောသားတွေကိုအရင်ဆုံးကယ်ဆယ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ စတေမာလာ29ရက်နေ့မှာဆက်ချွေရင်းနေတဲ့တင်မောကိုတော့ VNN နိုင်ငံဌာနစိတ်ကန်းကိုဘင်းကင်းစွာပို့ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။